တမနီရတော့ဆိုရင်ထိတကယ်ထိသွားတာမန္တလေးကျုံပေါ့နော်မန္တလေးမြို့မှာတော်တော်ထိသွားရလို့လဲကြားရတယ်ပြီးတော့အထူးကတော့ဒီမန္တလေးကျုံကြီးပြိုကျလာတာကိုလည်းတွေ့ရတဲ့အကြောင်းတော့လေးစိတ်မကောင်းဖြစ်မိတယ်ဘယ်လိုဆိုတော့ဒီမန္တလေးကျုံဆိုတာတကယ်အဲရင်ကျင်းမှုအမွေနဲ့တစ်ခုပဲပေါ့နော်အဲကြောင့်အခုလိုဖြစ်သွားတဲ့အကြောင်းကိုလည်းကိုယ်တော်တော်လေးကိုစိတ်မကောင်းဖြစ်ပါတယ်ဆိုဟုတ်အဲဒီငလေးတန်းကြောင့်ဒီတချို့အဆောင်တွေဆိုအဆောင်တွေမှာလူတွေပါပြီးတော့လူတွေပါပြိသွားတယ်ပေါ့နော်တချို့ဆိုကလေးလေးတွေလည်းပါတယ်တချို့ဆိုမိသားစုတစ်စုလုံး ဖြစ်သွားတဲ့ကြောင့်မို့တော်တော်လေးဝမ်းနည်းမိပါတယ်ပြီးတော့တို့အဲ့လိုမျိုးပုံလေးတက်လာတာကြည့်ပြီးတော့လည်းတော်တော်လေးစိတ်မကောင်းဖြစ်ပြီးပါထက်တူလည်းတို့လည်းဝမ်းနည်းရပါတယ်ဒါကြောင့်ကုညိုးရလို့ဆိုဇာတက်လိုက်တည်းများအကောင်းဆုံးစူးစမ်းပြီးတော့ကုညိုးချင်ပါတယ်အခုလည်းဇာဒီငလေးတန်ရောက်နေတဲ့ကလေးလေးတွေရောဒီမိသားစုတွေ အာဒီအခုဆိုအိမ်လေးတို့ပျက်စီးသွားရဲ့မိသားစုတွေအကုန်လုံးလေဂျာတက်နိုင်တဲ့ဘက်နေပြီးတော့အာကိုညီကိုရရင်ကိုညီချင်ပါတယ်ရှင်အာဒီလိုအခုငလေးတဲကြောင့်ပြုပေးသွားတဲ့မိသားစုတွေအဆောင်တွေကိုလူမျိုးလူတန်းပေးနေတဲ့ Prahita လုပ်ငန်း Prahita လုပ်ငန်းသမားတွေကိုလည်းအရင်ကျေးဇူးတင်ပြပါတယ်ပြီးတော့သူတို့ဝစားလည်းကိုယ်တိုင်လည်းပီတိဖြစ်မိရဲ့ပေါ့အဲအဲ့လိုမျိုးဟုတ်ဇန်လေးမှာလူမျိုးဒုက္ခရောက်နေတဲ့သူတွေကိုအဲ့လိုမျိုးအလကားစားပွဲပေးတဲ့ဆိုင်တွေကိုလည်းတကယ်ကျေးဇူးတင်ပါအခုလည်းဆိုတော့ဒီအချိန်မှာ အာဒီစားတောက်ဖို့ကတော်တော်လေးခက်ခဲမှာအဆောင်တွေကလည်းပြိုဆိုတော့လေအဲဒါမျိုးလူလူအလကားအဲ့လိုစားခွင့်ပေးရဲ့ဆိုင်တွေဆိုတော်တော်လေးဥစ္စာတွေပြီးပါပြီးတော့ဆိုင်တွေကလည်းဒီဒုက္ခရောက်နေတဲ့သူသူသူရဲ့အတွက်ကြောင့်တော်တော်လေးကုသရမယ်လေကြချက်ပါတယ်ဒီငလေတန်ကြောက်ဒီမှာတပီပြောပေါ့နော်အရင်ဒုက္ခရောက်နေရတယ်ပြီးတော့ဒီအဆောက်အုံတွေလည်းပြူကြတာတွေ့ရတယ်ပြီးတော့ဒီ ရခြင်းမှုဝင်တဲ့လေတဆူဆုံးချွာတွေ့ရတဲ့ကြောင့်တော့တော်လေးဆယ်မကောင်းဖြစ်မိပါတယ်။ကြာမနေ့ကတော့ဆိုရင်ချီတကယ်ထိသွားတာမန္တလေးကျုံပေါ့နော်မန္တလေးမြို့မှာတော်တော်ထိသွားရတယ်လို့လည်းကြားရတယ်ပြီးတော့အထူးကတော့ဒီမန္တလေးကျုံကြီးပြိုကျလာတာကိုလည်းတွေ့ရတဲ့ကြောင့်တော့တော်လေးဆယ်မကောင်းဖြစ်မိတယ်ဘယ်လိုဆိုဒီမန္တလေးကျုံဆိုတာတကယ်အဲရခြင်းမှုအမွေနဲ့တခုပဲပေါ့နော်အဲကြောင့်အခုလိုဖြစ်သွားတဲ့ကြောင့်လည်းကိုတော်တော်လေးကိုဆယ်မကောင်းဖြစ်မိပါမန္တလေးကျုံကြီးပြိုကျတယ်ဟုတ်မြင်တာအဲဒီ లైన్ ပေါ်မှာအဲ့လိုမျိုးတက်ပုံတွေတက်လာပြီးတော့အဲ့အရင်ချင်း ဟိုမှာဟုတ်ရလားဆိုရယ်စိတ်နဲ့ပေါ့နော်တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ်။ဂျန်ကုန်မှာအဲ့ငလင်းလုံနေတော့ရယ်ဂျာတို့က Time City မှာရောက်နေတော့ interview ရှင်နေလဲလှုပ်လာတာတွေ့တယ်အဲ့ဆက်နေတော့ကိုတယောက်တည်းမူးနေတယ်။နောက်ကျတော့မှဒစ္စည်းတွေပါရမ်းလာတာပြီးတော့မှငလင်လုံနေတာဆိုပြီးတော့ပြောအဲထင်သွားတာပေါ့နော်။အာအကုန်လုံးပြေးတော့ပြေးတယ်။ဒါပေမဲ့နောက်10မိနစ်လောက်နေတော့ဖြည်းဖြည်းနဲ့ကြာလာတော့အဲဒီ အကိုလုံးဆက်ဆရာပဲဆက်လုပ်ပြီးတော့အလုံးစုံတဲ့နေရာကိုအရင်ဆုံးသွားတာပေါ့နော်ဟုတ်အဒီငလေးတန်းကြောင့်ဒီတချို့အဆောက်အုံတွေဆိုအဆောက်အုံတွေမှာလူတွေပါပြီးတော့လူတွေပါပြီးသွားတယ်ပေါ့နော်တချို့ဆိုကလေးလေးတွေလည်းပါတယ်တချို့ဆိုမိသားစုတစ်စုလုံးဖြစ်သွားတဲ့ကြောင့်မို့တော်တော်လေးဝမ်းနည်းမိပါတယ်ပြီးတော့တို့အဲ့လိုမျိုးပုံတွေတက်လာတာကြည့်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်ပြီးပါထက်တူလည်းတို့လည်းဒီဝမ်းနည်းရပါတယ်ဒီကြာကူညီရလို့ဆိုဇာတက်လိုက်တည်းများအကောင်းဆုံးစူးစမ်းပြီးတော့ကူညီကြပါတယ်အခုလည်းဒီကြာဒီငလေးတန်းရောက်နေတဲ့ကလေးလေးတွေရောဒီမိသားစုတွေ အာဒီအခုဆိုအိမ်လေးပြုပျက်စီးသွားရဲ့မိသားစုတွေအကုန်လုံးလေဂျာတက်နိုင်တဲ့ဘက်နေပြီးတော့အာကုညီခွင့်ရရင်ကုညီချင်ပါတယ်ရှင်အာဒီလိုအခုငလေတကြောက်ပြုပေးသားတဲ့မိသားစုတွေအဆောင်တွေကိုလိုလိုလူတန်းပေးနေတဲ့ပရာဟိတာလုပ်ငန်းပရာဟိတာလုပ်ငန်းသမားတွေကိုလည်းအရင်ကျေးဇူးတင်မိပါတယ်ပြီးတော့သူတို့ဝစားလည်းကိုယ်တိုင်လည်းပီတိဖြစ်မိရယ်ပေါ့နော်လူဒုက္ခရောက်နေတဲ့သူတွေကိုကုညီရရတယ်တကယ်ဝမ်းသာပါပါတယ်အဲအဲ့လိုမျိုးဟုတ်ဇန်လေးမှာလူမျိုးဒုက္ခရောက်နေတဲ့သူတွေကိုအဲ့လိုမျိုးအလကားစားပွဲပေးတဲ့ဆိုင်တွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ်အခုလည်းဆိုတော့ဒီအချိန်မှာ အာဒီစားတောက်ဖို့ကတော်တော်လေးခက်ခဲမှာအဆောင်တွေကလည်းပြိုဆိုတော့လေအဲဒါမျိုးလူလူအလကားအဲ့လိုစားခွက်ပေးတဲ့ဆိုင်တွေဆိုတော်တော်လေးကိုကျေးဇူးတင်ပါတယ်ပြီးတော့ဆိုင်တွေကလည်းဒီတော့ဖရမေသူသူကိုညည်းတဲ့ကြောင့်တော်တော်လေးကုသရမယ်လေတိုင်းချက်ပါတယ်ဟုတ်အာစစချင်းတော့ငလျင်ဆိုတော့ဒီတိုင်းလေးပဲအရင်တော့နည်းနည်းလေးပဲနှုတ်တယ်လို့ဆိုနောက်ကြတော့မှဒီ line မှာဒီမန္တလေးကျုံးပြိုကြရတာတို့ဒီစကားတတဟောင်းပြတ်သွားတာတို့တော့မှတော်တော်လေးပြင်းထန်သွားပါလားဆိုတော့စိတ်ဝင်လာပြီးတော့တော်တော်လေးလည်းဝမ်းနေရပါတယ်ပြီးတော့ ဒီမန္တလေးကျောင်းလို့စကိုင်းတရဟောင်းလို့ဆိုတာတကယ်အဖို့အရှိအရင်ခေတ်ကရရှိရတဲ့ဟာတွေပေါ့နော်အဲ့ဒါကြီးပြောရပြီးတော့တော်တော်လေးလက်ဆင်မကောင်းဘူး။တွားဘေးတရဟိုမထင်မဲ့ဘယ်သူမှလည်းဒါဟိုမမျော်လင့်ဘူးပြီးတော့တွေ့ချိုးလဲဟိုတွေ့လို့မရဘူးလေအဲ့ဒါတော့လုတ်တည့်ဖြစ်လာလို့ရှိရင်အရင်ကြောက်စရာကောင်းတယ်လို့ထင်မှာအဲ့ဒါကြောင့်မလို့ဟိုအလုံးထုံးနေရမှာအဲ့လိုမျိုးပေါ့နော်။ဘာသာရေးလည်းလုတ်တည့်နေပြီးတော့ ဒီဘက်တဘာပေးရတယ်ဆိုတာကာဝယ်လို့တိတ်မရဘူးတကယ် online ဖြစ်တဲ့ကြောင့်မလို့တို့ပါကိုမြဲတဲ့ဘာသာရေးတရားလေးနဲ့ဖြေဖို့ကြာကြွက်ချက်ပါတယ်။ Skater ကြောင့်အခုဒီမှာတွေ့ရတာမနက်စွာဆိုလို့ရှိရင်အကောင်ရနေကြအဲ့လိုရုံသားကြီးမထိမဖန်တဲ့အဲ့လိုအသက်ပါသွားတဲ့သူတွေကြောင့်ကြာမလို့လူလူချင်း အဲချေချေအခုဆိုရင်ပို့ပြီးတော့အကူကြီးရိုက်ပေးတယ်လို့ထင်လာပါတယ်ဆိုရင်လူချင်းကိုချင်းစာတရားတို့ဆန္ဒစိတ်လေးထားပြီးတူနဲ့တူအဲ့လိုအချင်းချင်းပြည့်ပြည့်လေးဆက်ဆက်မယ်ဆိုပို့ပြီးတော့အဲဒီဒီဘဘေးရဲ့ကြောင်ရင်တော့မှာနော်လူလူချင်းပူပေါင်းဆောင်ရမယ်ဆိုလို့ရှိရင်ကိုယ့်ကိုအကောင်လုံးအားကိုတစီနဲ့အစီအပြေမလို့ကြာချက်ပါတယ်